ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငားတွေလည်းနေသွားတယ်ဇက်ကားတွေလည်းမရရတော်ပြီပေါ့ဒါတော့ဆိုဟုတ်တယ်မလားသူကိုယ်တိုင်အောင်ကျင်ညာမင်းကိုယ်တိုင်အောင်ကျင်ညာထားပြီးပြီပဲဘာဖြစ်တယ်လောက်ခလစာမရပဲနိုင်ငံတော်ကာကွယ်စောက်ရှောက်နေတဲ့လူတွေမှာတက်မတော်သားတွေပဲရှိပဲဆိုရင်အများအတွက်ဟာသပညာရှင်တွေအတွက်ဘောမနေတဲ့ဟာသပညာရှင်တွေအတွက်မင်းပတ်စံမရတာမထူးသမ်းပါဘူး တာဝန်ရှိတဲ့တာဝန်ခံတွေနဲ့တကယ်အာနာပါဝါရှိတဲ့လူတွေကအာနာပါဝါဆိုဒီနေ့ကဘာလို့တုံးလဲဆိုတော့ဥပမာပြောတာဝန်အရန်ကြီးတဲ့လူတွေကလာပြီးဒီမှာရိုးရိုးရှင်းရှင်းလေးနဲ့ဂါရဝါတရားအပြည့်နဲ့ပြောပြရမယ်အရာတွေလူငယ်တွေဆိုတော့စိတ်အားထက်စိတ်ဓာတ်တွေကထက်သန်နေတဲ့အခါမျိုးနဲ့ဒီအန်ဒီကြီးပြောတဲ့အရာကလက်ညှိုးထိုးပြီးပြောတဲ့ရိုင်းဆိုင်နေဆိုတဲ့ဟိုအိလာဟောင်းတာပေါ့ဗျာကျွန်တော်ချိုးချိုးသာသာပြောရင်လေးမြန်အောင်အလကားစီးလို့ရတယ်ဗျာအဲ့ဒီအရာမျိုးတွေမှာဒီမလိုအပ်တဲ့ပြဿနာတွေဖြစ်လာတာဘာလို့ကြောင့်လဲ ဘသူမှတာဝန်ရှိတယ်လဲဆိုတဲ့အရာတွေကဒီပြဿနာတွေပဲမင်္ဂလာပါအာစီနန်တော် YouTube channel ရကနေကြိုဆိုပါရယ်ဒီနေ့ကျွန်တော်ပြောမယ့်လုပ်မဲ့ reaction လေးမှာခေါင်းစဉ်တစ်ခုတတ်ထားတယ်ဗျဘာခေါင်းစဉ်လဲဆိုတော့ဘသူမှတာဝန်ရှိတယ်လဲတဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအလွှာအသီးသီးမှာရှိတဲ့ပညာတတ်ခြင်းမတတ်ခြင်းစင်ရခြင်းချမ်းသာခြင်းအာနာရှိခြင်းမရှိခြင်း လုတ်ပိုင်ခွင့်ရခြင်းမရခြင်းဆိုတဲ့အရာမှာဘယ်သူမှတာဝန်ရှိတယ်ကျွန်တော်ကလူတို့ကမွေးဖွားလာပြီဆိုတာနဲ့မိမိရဲ့ကိုယ်ပိုင်လွတ်လပ်တဲ့အခွင့်အရေးတွေကိုယ်ပိုင်အခွင့်အရေးတွေလူခွင့်အရေးတွေအားလုံးရှိပြီးသားအခုအာနာရှင်စနစ်စိုးတစ်ခုရဲ့လူရဲ့ကြောင့်မြန်မာနိုင်ငံအတွင်းမှာကျွန်တော်တို့ရဲ့လူအခွင့်အရေးတွေအားလုံးဟာတဖြည်းဖြည်းနဲ့ဆုံးရှုံးလာတယ်ဒီဆုံးရှုံးသွားတဲ့အခွင့်အရေးတွေကိုငါတို့ကိုယ်တိုင်ပြန်ယူရမှာလား တူတယောက်ထဲကပြန်ယူရမှာလားအစုအဖွဲ့နဲ့ကပြန်ယူရမှာလားဆိုရင်ကျွန်တော်တို့အားလုံးကအစုအဖွဲ့နဲ့ပြန်ယူရမယ့်အခွင့်အရေးတွေပဲဖြစ်နေတယ်။ဘာကြောင့်လဲဆိုရင်လူနေတစုကအာနာရှင်ဆန်ဆန်နဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာအုတ်ချုပ်နေတဲ့အတွက်တူတယောက်ချင်းကနေလုံးလို့မရတော့ဘူး။ဒီနေရာအပေါ်မှာအဖြူနဲ့အမဲနှစ်မျိုးရှိတယ်။အဲ့ဒီနှစ်မျိုးတွေကမှလွဲမှားနေတဲ့အယူဝါဒတစ်ခုလို့ကျွန်တော်တို့ကသတ်မှတ်နေကြတယ်။အဲ့ဒီအယူဝါဒတစ်ခုကိုသတ်မှတ်ပြီးတော့ အမျိုးဘာသာတာသနာဆိုပြီးတော့အာနာရှင်ကစနစ်တကျနဲ့ကျွန်တော်တို့ပြည်သူတွေကိုချင်းထဲ့ပြီးအဲ့ဒီနေရာမှာပုံစံကွက်တစ်ခုကိုလာချပေးတယ်ချပေးတဲ့အချိန်မှာထိခိုက်ရှလွယ်ဖြစ်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကအတိတ်အကြောင်းအရာကိုမတွေးကြတော့ဘဲနဲ့အမျိုးဘာသာတာသနာလူမျိုးရေးဘာသာရေးဆိုပြီးတော့တွားပြီးအဆုံးရောက်တဲ့အယူဝါဒတွေဆွဲလဲဆွဲရောတကယ်နောက်ကလက်မဲကြီးဟာငါတို့ရဲ့လူအခွင့်အရေးငါတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ချုပ်ကင်ထားပါသလားဆိုတာကိုမသိတဲ့အရာတွေဖြစ်လာတယ်။ဒီအရာတွေကိုဘသူကပေါ်ဆောင်ထားတာလဲ။ဒီအရာတွေကိုဘသူကလုပ်နေတာလဲ။ဘသူမှတာဝန်ရှိတယ်လဲ။ကျွန်တော် reaction ဆက်လုပ်ဝင်နောက်ကြည့်ရပါမယ်။ဘာဖြစ်လဲဆိုကိုရီးယားတို့ကဆို Lucianor ဒိန်းတောင်ကြောင်းပြောတာ။ဒိန်းတောင်ခွက်ပြောက်လို့អော်ပြီးတဲ့လူပေါ့။ three အတွက် Lucianor យွာတိសောက်ဖို့ဆိုပြီးတော့စတင်ပြီးတော့ပနက်ရိုက်တဲ့ပွဲလေးဒီနေ့ကျင်းပါတယ်ဗျ။ဒီနေ့ကျင်းပါတော့သူက အဲ့ရလဲဒကုမြို့သူမြောက်ပိုင်းလေးအမှတ်48ချက်ကွက်မှာရှိတဲ့မြေက9ဟက်ကပေါ်မှာလူရှင်တော်နေထိုင်ဖို့အတွက်တိုက်ခန်းတိစောက်မယ်ဟာအဲ့ဒါလေးကဒီနှစ်အဲမကုံပိုင်းမှာဒီနှစ်အကုံပိုင်းလောက်မှာစပြီးတော့မဖြစ်မနေတိုက်လုံးပြီးအောင်စောက်မယ်ဆိုတော့သူပြင်းနေအဲ့ဒါအတွက်ကိုမီဒီယာတွေကိုဖိတ်ခေါ်ပြီးတော့သူတို့ဒီပတ်နက်ရိုက်ပွဲလေးကျင်းပတဲ့ကမီဒီယာတွေဖိတ်ခေါ်ဖိတ်ခေါ်ပြောတဲ့ပုံမှာကျွန်တော်ကျွန်တော်တို့ဖားရပြီးရတဲ့အာနာရှင်ကိုထောက်ခံပြီးဖားရပြီးရတဲ့မြေကွက်ကလေးကိုမီဒီယာတွေလာကြပါပေါ့သူတို့ရှိရတဲ့နင်းတောက်တွေတော့ပါတယ်တော့တဲ့ကကိုဒိန်းတောင်ကိုမေးခဲ့တာရှိပါတယ်မေးခဲ့တော့ကိုဒိန်းတောင်ကလည်းအဲ့ဒီမှာ ဟိုမိခဲ့တော့သူကလည်းဖြေပါတယ်ဒီ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 မြေကငါ့ရဲ့ကဆိုတာနိုင်ငံတော်ကြီးကဲနေသူတို့လူရှင်တော်တွေအတွက်ဒါဟိုသူတို့လူရှင်တော်တွေကြည့်တယ်ပေါ့ကြည့်ပြီးတော့ဒါပြီးခဲ့တာနိုင်ငံတော်ကြည့်ခဲ့ပြီးတာလူရှင်တော်တွေလူရှင်တော်တွေကလူရှင်တော်တထောင်လောက်ရှိတယ်ပေါ့ဗျာတထောင်ကျော်လောက်ရှိတယ်စီးအောင်တထောင်အဲ့တထောင်ကျော်ရဲ့ဘဝနှောင်ရည်အတွက်စေးရအောင်နေရထိုင်ရလေးရှိအောင်မြေလေးရှိအောင်ဆိုပြီးတော့နိုင်ငံတော်ကြည့်ခဲ့နေပြီးတော့ဒါသူ့ရဲ့မြစ်တာဖြင့်ဒါလုတ်ပေးခဲ့တာစီစဉ်ပေးတာဆိုနိုင်ငံတော်ကြည့်ခဲ့သူကျေးဇူးတင်ကြောင်းတော့သူပြောတယ်တစ်ချိန်တည်းမှာကျေးဇူးတင်ပြောတယ်ပေါ့အဲဒါဒါတော့အချိန်ချင်းပြောပါတယ်သူဂျုံနေပြောတယ်ဒါပေမဲ့ဒါကတပိုင်းပေါ့ ါပေမဲ့အခုဒီသူဒီမှာပြောရတဲ့ဒီဒီကိစ္စမဟုတ်တဲ့တတ်တတ်ကိစ္စတခုမှာကျွန်တော်တို့သတင်းတော်ကလည်းသွားမေးတာပေါ့ဗျမေးလိုက်တဲ့ခါမှာသူကလည်းဖြေပါတယ်အဲ့တော့ဘာကောင်ခွက်ပြောက်သွားလို့ခွက်ပြောက်သွားလို့သူ့ရဲ့ညီတွားတန်တွေပေါ့နားတော်ကြီးပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငါးတွေလည်းနေသွားဇက်ကားတွေလည်းမရရတော်ပြီပေါ့ဒါလို့ဆိုဟုတ်တယ်မလားသူကိုယ်တိုင်အောင်ကျင်ညာမင်းကိုယ်တိုင်အောင်ကျင်ညာထားပြီးပြီပဲ ။ဘာဖြစ်တယ်။လောက်ခလစာမရဘဲနိုင်ငံတော်ကာကွယ်စောက်ရှောက်နေတဲ့လူတွေမှာတက်မတော်သားတွေပဲရှိပဲဆိုရင်အများအတွက်ဟာသပညာရှင်တွေအတွက်ဘောမနေတဲ့ဟာသပညာရှင်တွေအတွက်မင်းပတ်စံမရတာမထူးဆန်းပါဘူး။ဒါအဖြစ်အရှင်းရှင်းလေးပါပဲ။တချို့ဆိုရင်ဒါရင်းနဲ့ခံစားချက်ကလေးမျိုးဒိန်းအောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါ လူလာမကြည့်မင်းတာဝန်ယူမလားဆိုတော့ဘလို့ဘလို့ဘလောက်တောင်ချစ်နေပြီကြည်အဲ့တော့ဒီမှာဘသူမှတာဝန်ရှိတယ်ဆိုတော့ခေါင်းနေရဲ့ထဲမှာဒီမှာပါလာပြီဘသူမှတာဝန်ရှိတယ်ဒိန်းတော်ရုပ်ရှင်နေမရရဘူးဟာတာပြက်လုံးတွေသွားမထုတ်ရဘူးပွဲတွေမငားဘူးဘသူတွေမခေါ်ကြတာလဲဘာကြောက်မခေါ်တာလဲလူတတ်မှုကျူးလွန်တာလားမဒိမ့်မှုကျူးလွန်တာလားသူများရဲ့အကျိုးစီးပွားကိုဖျက်လို့ဖျက်ဆီးလို့ပြီးခိုးဆိုးလူနိုင်လှုပ်လို့လား ဒီနေရာမှာနိုင်ငံနဲ့ချီတဲ့အရာ ဖြစ်လာပြီကျွန်တော်တို့ဒီဆိုရှယ်မီဒီယာမှာအသုံးပြုတဲ့လူတွေပဲဖြစ်ဖြစ်အမှုပညာရှင်တွေပဲဖြစ်ဖြစ်ပြည်သူလူထုတည်တဲ့လူတွေမှာ မိမိတို့ပြောတဲ့စကားနဲ့မိမိတို့လုပ်တဲ့လုပ်ရဟာမှန်ကန်နေအများပြည်သူကထောက်ခံမှာပဲဓမ္မအာရမခွဲခြားပြီးတော့အာနာရှင်လူစုကငါတို့နိုင်ငံသားတွေပေါ့ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ပြီးငါတို့ရရှိပိုင်ဆိုင်မဲ့လူအခွင့်ရေးကိုချုပ်ကင်ထားတယ်ဆိုတော့တိလို့အာနာရှင်ကိုတွန်းလှန်တယ် ဒီလိုတွန်းလာတဲ့နေရာမှာအတ္တမဘက်ကပါတဲ့လူကိုတော့ဓမ္မဘက်ကလူတွေကဘသူဒီကများ ခမားတို့ကိုအားပေးပါလေခမားတို့ကိုအတုံးပြုတ်လိုက်လို့ဘသူကများပတ်စံတွေအများကြီးရမယ်လို့ထင်ထားမှလဲဒါတွေကိုအားလုံးကကြိုသိတယ်သိတဲ့အတွက်လောလောဆယ်သူခွက်ပြောက်လို့ထညီးတဲ့အကွက်ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိရှိတာပေါ့အများကြီးရှိတာပေါ့မြန်မာနိုင်ငံအတွင်းမှာ အလံလိတ်ပြီးတော့အတံမတိတ်တဲ့နိုင်ငံသူနိုင်ငံသားတွေရှိတယ်။အမားအမှန်ဝေဖန်ပိုင်းခြားပြီးဓမ္မအဓမ္မကိုခွဲခြားနိုင်တဲ့နိုင်ငံသူနိုင်ငံသားတွေရှိတယ်။အဓမ္မဘက်မှာဒီလောက်ကလေးပဲရှိတယ်။ဓမ္မဘက်မှာဒီလောက်ကြီးရှိတယ်။ငငယ်တော့ကပြောသူမိုးလောက်ကြီးချစ်တယ်ဆိုတဲ့အရာလိုပဲ။မိုးလောက်ကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီအမှန်တရားပါအမှန်တရားပါဆိုပြီးတော့အမှန်တရားနောက်ကိုလိုက်ပါနိုင်တဲ့စွမ်းအားဒီအချိန်မှာအရန်နေနေတယ်။ဓမ္မကိုချစ်တော့ နိုင်ငံသူနိုင်ငံသားတို့အမတ်တစ်ပေါ့နော်ငိုတာပေါ့အတန်းဒီပဲအက်လာလေအဲမရိုက်ရခြင်းအကြောင်းရင်းပြည်တော်ကျွန်တော်တို့မှာမြမအတန်တို့မြောက်တွေရုပ်တံတွေလည်းရှိတယ်။သူတို့ကြတော့လေပရိုဂရမ်နဲ့လဲနေတဲ့အခါကျတော့အာတနှစ်တစ်ချိန်လောက်တော့မြောက်တွေကရရပါတယ်။မြမအတန်ကတော့တစ်ခါပဲရရသေးတယ်။အခုချိန်ကြီးတော့ဘာမှမရရတော့ ော်လုံမရဘူးအဲနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဗမာမမကဒိန်းတောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိကျွန်တော်ကဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငါမလဲစောင့်ရတဲ့အလေသားဖြစ်မှာဥပါဗျာအိုး ျွန်တော်ကလည်းပုံဝင်နေလေယောသားပဲပြောတာတပတ်ကမငားရင်တပတ်ကငားသင့်တယ်လေဒီတော့နှစ်ဖက်တည်းရှိတာဟုတ်အဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရရောက်ဒီဘက်ကမှလည်းမရရောက်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုတ်တုံမိတာဟုတ်ပြောတာအဲ့ဒါဟိုမှာဘေးမှာပုံလေးပို့ထားတယ်အဲ့ခွက်ကလေးနဲ့တောင်းစားရမယ်အဆင့်ကိုရောက်သွားပြီကျွန်တော်တို့ဘက်ကိုခေါ်တာရှိတယ်ကောင်ဒီကောင်ဒီလည်းခေါ်တာပဲခွက်ခေါက်ခွက်ခေါက် ဓမ္မနဲ့အာဓမ္မခွဲခြားနေတဲ့အချိန်မှာခွက်ခေါက်ပြီးတော့အာဓမ္မကိုတွန်းလှန်တာကိုကျွန်တော်တို့ဘက်ကတော့ဂုဏ်ယူတယ်။အခုလက်ရှိသူကြုံတွေ့နေရတဲ့အရာကိုတွေးမယ်ဆိုရင်အာဓမ္မကိုအားပေးတဲ့လူကိုကျွန်တော်တို့တပတ်မှတ်ပါရှိတဲ့လူတွေကဘသူကများခေါ်ပြီးတော့ဟိုပြောမယ်ဆိုရင်အဖက်လုံးပါလေ။တကယ်လို့တော်လန်ရေးကြီးပြီးသွားလို့အာနာရှင်စနစ်သာကြာရှုံးသွားပြီဆိုရင်ဒီလိုလူတန်းစားတွေဟာမြန်မာနိုင်ငံအတွင်းမှာတွေ့တွေ့တဲ့လူတိုင်းကဘာလုပ်မလဲဆိုတော့ခင်ဗျားတို့ခင်ဗျားတို့စဉ်းစားကြည့်လိုက် ။ဘာကြောင့်လဲ။မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာထုံးကတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေကလူတဦးတယောက်ဆင်းရဲမွဲတေတာထက်စားစရာနေရမရှိဘူးဆိုရင်အကူအညီပေးတဲ့နိုင်ငံသူနိုင်ငံသားတွေဒီလိုလူတန်းစားတယောက်ကိုဘာကြောင့်မပေးဘူးလဲဆိုတာနိုင်ငံနဲ့ခြိတဲ့အရာကိုအားပေးနေတဲ့အတွက်ဘသူကမှဈေးပေါ်ကြောပတ်တောင်မလုပ်ချင်တော့ဘူးဒါဟာလူဖြစ်ပြီးတော့လူအခွင့်အရေးရောလူအတိုင်းဝိုင်းတစ်ခုမှာရော လူတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့အရာတွေပါဆုံးရှုံးနေတယ်လို့ခေါ်တယ်။ကျွန်တော်အခုနောက်ပိုင်းတွေးသလိုပေါ့လူတွေနဲ့ပဲစကားပြောချင်းလာတယ်။လူတွေဘလို့လူတွေလဲ။ယောသားစိတ်နဲ့ကိုကျင်းစာတရားအပြည့်ရှိပြီးတော့အများအတွက်ကူညီနိုင်မဲ့လူအဓိကတော့ကိုကျင်းစာတရားရှိမဲ့လူငါရနေတဲ့အခွင့်အရေးရှိနေရင်သူ့ကိုလည်းအခွင့်အရေးရစေချင်တယ်။ငါစားနေရင်သူလည်းစားကြင်ပါပဲဆိုတော့ကိုကျင်းစာတရား ရှိတဲ့လူတွေနဲ့ပဲစကားပြောချင်းလာတယ်။ဘာကြောင့်လဲ။ဒီလိုမျိုးဖြစ်လာအောင်ဘသူကလှုပ်လိုက်တာလဲ။ရှင်းပါလေ။စနစ်ဆိုးတစ်ခုကနေကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာခွဲခြားပလိုက်တာ။အဲ့ဒီစနစ်ဆိုးကလူတွေအပေါ်မှာခွဲခြားလို့မရဘူးဆိုတဲ့ပြဿနာရှိတယ်။ဘာလဲဆိုတော့ဒိုအေးလို့អော်ကြည့်လိုက်တနိုင်ငံလုံးအုံချွတ်ထွက်တယ်။ဒါပေမဲ့အဲ့ဒီလူတွေကိုခွဲခြားနိုင်ပြီးတော့ဘာသာတရားနဲ့လူမျိုးနဲ့ပတ်သက်ပြီးတော့ ခွဲခြားလို့မရတဲ့အခါကျတော့စနစ်တကျနဲ့အာနာရှင်ကမိုက်တိုက်တယ်။ဘာကြောင့်လဲ။စနစ်ဆိုးတစ်ခုတည်မြဲအောင်။အဲ့တော့ကျွန်တော်တို့မှာအမှန်တရားကိုတွန်းလိုက်တွန်းလိုက်ရင်လည်းကိုကျင်တရားနဲ့ဇာတိတတွေပြတ်ပြီးတော့မပြတဲ့နဲ့အာနာတွေပြတ်မလုတဲ့နဲ့အရာတွေလုတ်လာတဲ့အပိုင်းခြားတွေလည်းအများကြီးရှိတယ်။ဒါမှဘာလို့ဒီရေးပြောချင်တာလဲဆိုတော့ဒီမှာကျွန်တော်ဗီဒီယိုပိုင်းတစ်ပိုင်းဖွင့်ပြမယ်။မန္တလေး PDF ကကြီးရွာမှာရှိတဲ့ပြည်သူနဲ့စကားများတဲ့ဗီဒီယိုပိုင်း ပြန့်နှံ့နေကြပဲဒီလိုဖိုင်မျိုးတွေကိုကျွန်တော်တို့ကလုတ်တဲ့အခါကျရင်ဘာကိုပေါင်ကိုလှန်ထောင်းတာလားလို့ကိုထုတ်ကိုဖြီလိုလားဆိုပြီးတခုတ်တချို့ NUG ပဲဖြစ်ဖြစ်ဘယ်အရာကိုပဲဖြစ်ဖြစ်ဘောမပြီးတော့ attention ရှာနေတဲ့ဒီလို YouTube မှာထိုင်ပြောနေတဲ့လူပဲဖြစ်ဖြစ်တတိယမီဒီယာမှာထိုင်ပြောနေတဲ့လူပဲဖြစ်ဖြစ်အများကြီးရှိတယ်အဲ့ဒီသဘောတရားတွေနဲ့ကျွန်တော်ကတော့လုံးဝဆန့်ကျင်ပါတယ်အမှန်တရားဆိုရင်ကိုယ့်ဘက်မှာမှားနေတဲ့အရာတွေကိုထောက်ပြမှဝေဖန်သုံးသပ်ပြမ ကျွန်တော်တို့တကယ်လူကြီးနဲ့ဒီမိုကရေစီတည်းရမယ်စစ်ဖက်နောက်အောက်ကလည်းလွတ်မြောက်မယ်အာဏာရှင်စနစ်လည်းပြတ်မယ်ပြီးရင်ပြည်သူအစိုးရတက်တဲ့အချိန်မှာတတိကင်းစင်ပြီးတော့ယူကျိုးတဲ့လူအဖွဲ့စည်းတရက်ကိုဖန်တီးနိုင်မယ်လို့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးပါနှောင်းကြည့်ပါ ်။ဟွာစတားလင်ဆိုတာရှိတယ်။စတားလင်ဆိုတာအကုန်ရှိတယ်။ကျမတို့ကစတားလင်ကိုသုံးဝင်ပြူပါတယ်။ဒါပေမဲ့အခါချင်းဝင်ယူပြီးတော့အခါချင်းဝင်ယူပြီးတော့လည်းဘသူမှဟွာမလုပ်ဘူး။အဲ့ဒါအခုတော့အတက်လုံးပါလည်းအကုန်လုံးသူတို့တော့အတားမှန်တယ်ညအကောင်လုံးသူတို့ပါအိမ်မှာမနော်ကျမတို့မှတက်တည်ရှိနေတယ်အိမ်မှာဟုတ်ပြောလိုက်တော့ဒီထဲမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်အခုကအရေးပေါ်အုတ်ချုပ်ကြီးဥက္ခရကိုယ်တိုင်ဖမ်းခိုင်းလိုက်တာဟုတ်စပါတာကိုဖုန်းခေါ်လိုက်အခုကျွန်တော်ပြောပြမယ်စပါတာနဲ့မဆိုင်ဘူးစပါတာ တာမဟုတ်ဘူးစပါးနဲ့ဆိုင်နဲ့ဆိုင်နဲ့လူတွေပြောလိုက်ဗျာနော်စီးရင်လေးပဲခုဒီအိမ်နဲ့ဆိုင်နဲ့လူကိုပြောလိုက်လေသူတော့ရရှိပြောလိုက်အာနာရှင်ကိုတွန်းလှန်နေရင်းနဲ့အခွင့်အာနာတွေကိုရရှိလာတဲ့အခါကျရင် လူတွေဟာဘာကြောင့်ဖောက်လွဲဖောက်ပြန်ဖြစ်လာကြတာလဲအာနာရှင်ဆိုတာလူနည်းစုပဲရှိတယ်ဆိုပေမဲ့လက်လက်နဲ့ကင်ဆွဲပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်လို့ရတဲ့လူတွေကိုငါတို့ဓမ္မဘက်ကတွန်းလှန်နေဘလို့နေရမှာလဲပြည်သူကိုဘလို့နေရမှာလဲ လိုချင်တာတစ်ခုရှိကျွန်တော်တို့ကခေါင်းအောက်ချပြီးတော့ယိုကျိုးပြီးတော့ပြည်သူနဲ့ညှိညှိနှိုင်းနှိုင်းနေရမယ့်ကိစ္စမျိုးတွေမှာဘာကြောင့်ဒီလိုမျိုးတွေဖြစ်တာလဲဘယ်သူမှတာဝန်ရှိတယ်လဲဖတ်ကြည့်အောင်သူကတော့ဘုန်းနေတယ်ဓမ္မတော်မှာ

အိမ်မမအတက်ဖြောလို့ရရအောင်စတားလင်တော့စတားလင်တော့ပုံဆောင်ရတာဒါလည်းမရှိဘူးယူသွားတာဟုတ်စတားလင်တော့လို့အုတ်ချုပ်ရေးမှုကခေါ်တယ်တဲ့အဲ့ဒီအရာကိုဖြည့်ရှင်းရတောင်းတယ်တရားခံကဘာတူလဲတရားခံကဒါကိုဖြည့်ရှင်းလိုက်ရင်ပြီးလိုက်မယ်ကိစ္စအဲ့လိုဖြည့်ရှင်းတဲ့နေရာမှာလေမေးတဲ့လူနဲ့အပြောခံရသူက အာနာရှင်ခေါင်းစဉ်ဆိုတဲ့အာနာရှင်စနစ်ကိုတွန်းလှန်နေပါလားဆိုတဲ့စကလုံးတွေပျောက်သွားကြတယ်နော်ဒီလောင်ကြီးဒီဟိုကြီးသူတွေကိုနှိမ့်ဆက်တာကိုအော်တော့မဆုံးဘူးဟုတ်ပါပြီနှိမ့်ဆက်တာဟုတ်ပါဒါနှိမ့်ဆက်တာကြီးနိုင်ငံကြီးလောက်ကကြီးနိုင်ငံကြီးလောက်ကကြီးနိုင်ငံကြီးဟေးရှာမရှင်နဲ့တဲ့ ။ဘာမှမပြောလိုက်အောင်။အဲ့ဒါမပြောဘူး။စကားမပြောဘူး။စကားမလိုက်ခဲ့ပြီးပြောတာ။စကားဒီလိုက်ခဲ့။ဘောအပြည့်သူနဲ့လည်းဘာမှစကန်ဒီလိုက်ခဲ့ပြောတာကိုဟိုအန်ဒီကရှာမရှင်နဲ့ဆိုပြီးစကလုံးအပူပြောတယ်ကဲအဲ့ပြောင်းတာစတာပဲအဓိကကခေါ်တဲ့လူကလည်းရိုးရိုးကျွတ်ကျွတ်နဲ့အန်ဒီရဲ့ဒီတကိစ္စဒီကိစ္စဖြစ်တယ်အေးအေးဆေးဆေးလေးနဲ့လိုက်ပြီးကျွန်တော်တို့ရုံးသွားပြီးဖြည့်ရှင်းပေးပါဆိုတဲ့အရာမျိုးလည်းပြောဖို့လိုတယ်ဒါဒီလူငယ်ကလည်းကျွန်တော်ဘက်ကဒီလူငယ်ကလည်း ဘာကြောင့်ဒီလိုမျိုးပြောလဲဆိုတဲ့အရာတော့တစ်ဖက်ကပြန်ပြောတဲ့အမကြီးကလည်းပြောမဆိုရင်ကက်ကလန်အောင်ရန်တွေ့ပြီးပြန်ပြောနေတယ်အဲ့တော့တကယ်အရေးကြောင်ဖြစ်တဲ့အချိန်ခါမျိုးတွေမှာခုနကကျွန်တော်ပြောတဲ့ညီညွတ်မှုမရှိတာတွေညီညွတ်မှုမရှိတာတွေရယ်တယောက်နဲ့တယောက်လေးစားသမှုဆိုတဲ့ respect မထားတဲ့ပြဿနာတွေသူဒီဘာအကြောင်းအရာကိုပြောခြင်းလဲငါ့ကိုဘာပြောခြင်းလဲငါကတော့သူ့ကိုဘယ်လိုပြန်ပြီးတော့ပြောရမလဲဆိုတဲ့အရာတွေမတွေ့ဘူးအဓိကက နိုင်ငံအတွက်အာဏာရှင်စနစ်ကြောင်လုပ်နေတဲ့နေရာမှာအခက်အခဲတွေတော့ရှိကြည့်ပါလေ။ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကိုပြည်လဲဖြည့်ရှင်းဖို့အတွက်ငါတို့ဒီခေါင်းစဉ်အာဏာရှင်စနစ်ကြရမယ်ဆိုတော့ခေါင်းစဉ်တွေပျောက်ပျောက်သွားတဲ့ပြဿနာတွေပဲဗျ။အသိဘူးလေ။တို့အဖေမနားလဲဘူးလေ။နေတော့မလားထက်ကလည်းကိုစခန်းလိုက်ခဲစခန်းလိုက်ခဲနေပြီပဲစခန်းကြောင်မှန်းသိလို့လေစခန်းကိုကြောက်လို့နေတော့ကစခန်းကိုကြောက်လို့လေဘာကြောက်လဲ

ီးနိုင်ငံကြီးပြောတဲ့အတွက်ဥပကအမကစိတ်ဆိုးပါတယ်။ဘာကြောင့်လဲဆိုရင်ဒါဟာပြည်သူဘက်မှတသားတဲ့ရက်တည်နေတဲ့ PDF တွေဖြစ်တဲ့အတွက်ကြီးနိုင်ငံကြီးဆိုတဲ့စကားတခုတော့ဒီ NDE ကတော့မပြောတင်ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်။ကျွန်တော်တူတူရဲ့အမြင်မှာဘာကြောင့်လဲဆိုရင်စကလုံးတစ်လုံးရဲ့အတိတ်ပဲဟာလူကိုတည်စေသွားနိုင်တယ်လို့စကလုံးတစ်လုံးကြောင့်လူလူတူတူရဲ့အဖွဲ့ကြီးတွေဟာလည်းပြတ်သုံးသွားနိုင်တယ်ဆိုတဲ့အရာတွေကိုကျွန်တော်ဒီမှာပြောနေတယ်။အဲဒါကြောင့်မလို့မြန်မာစကားကိုပြောတဲ့အခါမှာ ကကနာနာလေးလာတက်ဖို့တော့လိုကြတယ်ဗျသူဘာပြောချင်တာလဲဘာဖြစ်ချင်တာလဲကျွန်တော်တို့ဆိုရင်စကားဝိုင်းတဝိုင်းကိုရောက်ပြီဆိုရင်အရင်ဆုံးနားထောင်တယ်ပြီးရင် तू ပြောနေတဲ့အကြောင်းအရာကဥတီချက်ရှိရမယ်ဘူဘာကိုဥတီပြီးပြောလဲပြီးရင်ဘယ်လိုရည်ရွယ်ချက်မျိုးကိုတက်ရောက်စေတာလဲငါတို့ကိုကောင်းစေခြင်းလို့ပြောတာလားဆိုးစေခြင်းလို့ပြောတာလားအဲ့ဒီအကြောင်းအရာတွေကို obedience ဆိုတဲ့နာခံမှုဆိုတဲ့အရာတွေကျွန်တော်တို့နိုင်ငံသားတွေမှာမရှိတော့ဘူး ဘာကြောင့်လဲဆိုငါတိတယ်ငါတက်တယ်ငါထမင်းငါရှာစားတယ်ဒီတို့ကဘာတွေလဲဆိုတော့မလိုအပ်တဲ့စကားတွေပြောလာတဲ့အတွက်အကုန်လုံးကလူအတိုင်းဝိုင်းလူအဖွဲ့စည်းတခုကရှုပ်ရှက်ခတ်လာတယ်။ဘာကြောင့်လူအတိုင်းဝိုင်းလူအဖွဲ့စည်းကရှုပ်ရှက်ခတ်လာတယ်လဲဆိုတော့နောက်ကဒီလိုမျိုးဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဇင်းမြစ်တွေကိုကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေကမစဉ်းစားကြတော့ဘာကြောင့်မစဉ်းစားကြတာလဲ ဩဃာတဆိုတဲ့အရာနဲ့ငါးပါးတိတာကိုအခုအချိန်ခါမျိုးမှာရတဲ့လူရှားသွားပြီဒါဆိုရင်ကျွန်တော်တို့ကျတော့အလုံးသဘောပေါက်လိမ့်မယ်ဣရိယောတပဂါရဝတရားနဲ့ပတ်သက်တဲ့အရာတွေမှာပါလွဲမှားလာတဲ့အတွေးအခေါ်အယူဆတွေကိုဘယ်သူရိုက်သွင်းပေးတာလဲဘယ်သူမှတာဝန်ရှိတယ်လဲအာနာရှင် စနစ်ဆိုးတစ်ခုတည်မြဲနေသူရေရတော့ကျွန်တော်တို့အချင်းချင်းကျွန်တော်တို့ပြည်သူအချင်းချင်းကိုလည်းအာနာရှင်ကစနစ်တကျနဲ့မှိုင်းတိုက်ရိုက်သွင်းနေတာပဲ ဘယ်လိုအရာမျိုးတွေကမှိုင်းတိုက်ရိုက်သွင်းနေတယ်လဲဆိုတာတဦးနဲ့တဦးစကားပြောတဲ့အခါမှာဂါရဝတရားတွေမရှိတော့တဲ့ပြဿနာပဲအမေရောနားလဲအဲ့လူမလို့ဘယ်လိုမှစကားမဖြစ်မယ်အဲ့လိုပြောရတာလာနေတော့ညောမတင်ရင်ခေါ်တာညောမအနေနဲ့ခေါ်တာညောမအနေနဲ့ခေါ်တာညောမအနေနဲ့ခေါ်တာညောမဘယ်လိုရင်ခေါ်လဲဆိုတော့မင်းညာအနေနဲ့ရင်ခေါ်ခဲ့တာဒီလိုမျိုးဟုတ်မှန်ပဲပြော ဆွဲသူဘာသာမင်းကလေးတယောက်လည်းဖြစ်နေတယ်မလိုအပ်တဲ့အရာတွေထပ်ပြီးဖြစ်မှာတော့သိမလားဘာလို့ဘူးလို့လဲဘာလို့ဘူးလို့လဲဘာလို့ဘူးလဲဟာခါလိုက်တာရှင်းလာရောအာအဲ့ဒါတခါရတော့ပြောသူပြန်နော်ကိုကောင်းနာလို့စားနေမှာရှင်းတော့တော်တော်ရှင်းလာရှင်းလာတယ်ခုကြည့်တော့ဒီကောင်ကဘာလဲဘာလဲတောင်ဝင်ရှိတဲ့တောင်ဝင်ငံနေနဲ့တကယ် အာနာပါဝါရှိတဲ့လူတွေကအာနာပါဝါဆိုတာဒီနေ့ကဘာလို့တောင်းလဲဆိုတော့ဥပမာပြောတာဝင်အရန်ကြီးတဲ့လူတွေကလာပြီးဒီမှာရိုးရိုးရှင်းရှင်းလေးနဲ့ဂါရဝတရားအပြည့်နဲ့ပြောပြရမယ့်အရာတွေလူငယ်တွေဆိုတော့စိတ်အားထက်စိတ်ဓာတ်တွေကထက်တန်နေတဲ့အခါမျိုးနဲ့ဒီအန်ဒီကြီးပြောတဲ့အရာကလက်ညှိုးထိုးပြီးပြောတယ်ရိုင်းဆိုင်နေဆိုတော့ဟိုဟိလာဟောင်းတာပါဗျာကျွန်တော်တို့ချိုးချိုးသာသာပြောရင်လေးမြန်အောင်အလကားစီးလို့ရတယ်ဗျာအဲ့ဒီအရာမျိုးတွေမှာဒီမလိုအပ်တဲ့ပြဿနာတွေဖြစ်လာတာဘာလို့ကြောင့်လဲ ဘသူမှတာဝန်ရှိတယ်ဆိုတဲ့အရာတွေကဒီပြဿနာတွေပဲကျွန်တော်တို့အခုအာနာရှင်စနစ်ကိုတွန်းလှန်နေရင်းတဲ့တချို့တချို့သောအဖွဲ့အစည်းတွေဟာအာနာရှင်ဆန်ဆန်လှုပ်လာတဲ့အရာတွေရှိတယ်။တရက်ခံကိုဖော်ထုတ်ပြီးတော့ထိထိရောက်ရောက်လိုလိုလားလားနဲ့ရှင်းရှင်းလင်းလင်းလှုပ်ရမယ့်အရာတွေမှာစိတ်ဒေါသကိုရှေ့ထားပြီးတော့ဖြည့်ရှင်းတဲ့အတွက်မလိုအပ်တဲ့ပြဿနာတွေဖြစ်နေတာ။အဓိကကတော့ကျွန်တော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကမှားတယ်ဆိုပဲကျွန်တော်ကပြောလိုက်ပါတယ်။ ဘာကြောင့်မှားတယ်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အရာတခုကိုကျွန်တော်တို့ကလေးစားတမှုနဲ့အေးအေးဆေးဆေးပြောပြီးတော့ယူလို့ရတဲ့အရာတွေအများကြီးရှိတယ်။ဒါပေမဲ့အာနာရှင်စနစ်ဆိုတီမြဲအောင်လုပ်နေတဲ့အာနာရှင်လူစုရှိရတော့ကျွန်တော်တို့ပန်းတပိတ်တွေသုံးချောင်းထောင်ပြီးလုပ်တဲ့တပိတ်တွေလုပ်လို့မရတဲ့အတွက်လက်နက်ကင်ပြီးတော့ဒီမိုကရေစီပြန်ရယူတဲ့အတုံးအနှုံးအပြောအဆိုအမူအရာကိုဒီနေရာမှာလာပြီးတော့အတုံးချလို့မရဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်။ ဒါကြောင့်မလို့ဒီလိုပြဿနာမျိုးတွေဟာနေရာတိုင်းမှာဖြစ်နေတာအများကြီးရှိပါတယ်။ပါကဖားတွေပဲဖြစ်ဖြစ်အဖွဲစည်းတွေပဲဖြစ်ဖြစ်လက်နက်ကိုင်တွေပဲဖြစ်ဖြစ် local media တွေပဲဖြစ်ဖြစ်ပြည်သူနဲ့အခုအစင်မပြေတဲ့အပိုင်းတွေအများကြီးအများကြီးတွေ့လာပါတယ်။အဲ့လိုအစင်မပြေတဲ့အပိုင်းတွေအများကြီးအများကြီးတွေ့လာတာကိုကျွန်တော်ကခေါင်းစဉ်တတ်ထားပါတယ်။ဘသူမှတာဝန်ရှိတာလဲ။တာဝန်ရှိတဲ့အစိုးရအဖွဲစည်းပဲဖြစ်ဖြစ်ပါကဖားအဖွဲစည်းပဲဖြစ်ဖြစ်မြို့နယ်ခရိုင်တိုင်းပဲဖြစ်ဖြစ် ထိထိရောက်ရောက်နဲ့အားလုံးပြည်ပြည်လဲလဲဖြစ်အောင်လုပ်ဖို့လိုတယ်ပြည်ပြည်လဲလဲဖြစ်အောင်မလုပ်ဖဲနဲ့ဒီလိုပြဿနာမျိုးတွေကထက်ခါထက်ခါထက်တလဲလဲဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့အာနာရှင်စနစ်တော်လန်စနစ်ဆိုးတော်လန်ကြီးဟာဝေဝါးသွားပြီးတော့ပြည်သူတွေဟာမလိုအပ်ဖဲနဲ့အာနာရှင်ရဲ့ဘက်ကိုပူပေါင်းသွားမှာကြောက်ရပါတယ်ဒီအရာကိုမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့နားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီလူကျင်နာကဒီမိုကရေစီ အာနာကိုအလွဲသုံးစားပြုတ်လုတ်ပြီးတော့အာနာရှင်ဆန်ဆန်ပြုတ်လုတ်နေတဲ့အရာတွေကိုတော့ကျွန်တော်တို့လည်းမနှက်တတ်ပါဘူး။ဒါကြောင့်ဒီအဖွဲ့အစည်းမှာရှိတဲ့တာဝန်ခံတွေအကြီးအကဲတွေအနေနဲ့ပြီးရင်ထိတ်ဆုံးမှာရှိတဲ့ NGO အစိုးရတရက်အနေနဲ့ဒီလိုကိစ္စမျိုးတွေကိုပြည်သူနဲ့ဒန်းတူတသားတည်းဖြစ်အောင်ညှိနှိုင်းဆွေးနွေးမှုလုပ်ပြီးဖြည့်ရှင်းပေးကြပါလို့မြတ်တရားရခဲ့ပါတယ်။ဒီနေ့ကျွန်တော်ပြောတဲ့အထက်မှာထိခိုက်ရှောက်လွယ် ဖြစ်ကြမယ်ဆိုရင်တောင်းပန်ပါတယ်ကျွန်တော်တို့ဒီအာနာရှင်စနစ်ကြာရှုံးရေးကိုသာဥတီထားတဲ့လူတွေဖြစ်တယ်ဆိုတော့တော့ကြိုပြီးတော့ပြောပြောချင်ပါတယ်နိုင်ငံတိုင်းနိုင်ငံလူချင်းတဲ့အချိန်ခါမျိုးမှာမလူလားအပ်တဲ့ပြဿနာဆိုတာနေရာတိုင်းမှာရှိပါတယ်ကိုယ့်ဘက်ကမှားတဲ့အရာတွေကိုမပြောဘဲနဲ့တစ်ဖက်ကမှားတဲ့အရာတွေထုတ်ပြောနေမယ်ဆိုရင်လေကိုယ်သားသမီးကိုယ့်ဘက်ကအဖွဲစည်းကိုကာကွယ်နေသလိုမျိုးဖြစ်တယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီဟာအလှမ်းဝေးกว่าနေအောင်ပါပဲဖြစ်ပါတယ်လို့ပြောရင်းနေကိုချုပ်ပါတယ်အားလုံးကောင်းမွန်နေပါဗျာနော်